နော်ဟုတ်ပြီကဲသမီးဒီဘောတက်ဟွန်းခြေောက်ကလည်းတုံဆိုင်တုံဆိုင်လက်ကလည်းဟိုးတနာပါတယ်ငငယ်လေးနဲ့လေးဖြတ်တာတယ်ကြည်ုံဆရာကြီးဆရာလေးဖြတ်တာတယ်ကြည်ုံဟဲ့သမီးကအသက်ဘယ်လောက်ရှိပြီတော့16နှစ်16နှစ်နဲ့ဘယ်လိုဖြစ်လို့လေးဖြတ်သွားရလဲခေါင်းရှော့ပြီးခေါင်းတုံလို့ခေါင်းရှော့တာ အားလုံးမင်္ဂလာပါမွေး channel ရဲ့ကြိုဆိုလိုက်ပါရစေ။ motivation တက်ဆက်ပေးခြင်းနဲ့ video တွေကတော့16မြင်းမလေးရဲ့ခေါင်းလျှော်ရင်းထဲမှာလေးဖြတ်သွားတဲ့ video လေးကိုတက်ဆက်ပေးမှာဖြစ်ပါတယ်။မွေး video ထဲမှာဆိုလို့ရှိရင်တော့သူကဘာကြောင့်မလို့လေးဖြတ်သွားလဲဆိုတဲ့အကြောင်းရင်းပြည့်စုံပြပြထားပါဘူးနော်။အခုကြည့်နေတဲ့အမျိုးတွေအတွက်လည်းဘဟုတရရရှိမယ်လို့မျှော်လင့်ပါရှင်။ video လေးကိုမိုးနဲ့တူစောင့်ကြည့်လိုက်ပါချစ်ဖို့ pick up ပါရှင်။ဒါနော်။ဟုတ်ပြီ။ကဲသမီးဒီဝတ်တက်ဟွန်းခြေောက်ကလည်းတုံဆိုင်တုံဆိုင်လက်ကလည်းဟိုးတနာပါတယ်ငငယ်လေးနဲ့လေးဖြတ်တာလေကြည်ုံဆရာကြီးဆရာ လေးဖြတ်တာလေကြည်ဦးဟဲ့သမီးကအသက်ဘယ်လောက်ရှိပြီတော့16နှစ်16နှစ်နဲ့ဘယ်လိုဖြစ်လို့လေးဖြတ်သွားတာလဲခေါင်းချော်ပြီးခေါင်းတော်လို့ခေါင်းချော်တာอืมเอ๊ะขันน่ะพี่อ่ะฮัลโหล16เนี่ยไปตะมิเลยဖြတ်နေတာဘယ်တော့ကြာပြီလဲ9လပဲရှိသေးတယ်ဟုတ်လား9လပဲရှိသေးတယ်အေးဖြတ်သွားတာပဲตะมิလမ်းလေးလျှောက်ပြပါဦးစမပြန်ဟိုဘက်ကိုလျှောက်ตะมิอ่ะဖယ်ပေးလိုက်อืมတနာပါတယ် เออဟုတ်တာပဲကျွန်တော်ကပိုးရင်းနေတာပဲလက်ကလည်းအကိုကြီးပဲဟုတ်တာကစားလေးထွက်လို့ပဲဟုတ်လားမင်းလည်းမချောင်းလားအာရှောက်ပါအောင်သမီးရဲ့အဲလက်တစ်ဖက်ကလည်းတိတ်မတန်အောင်ဖြင့်အေးဘယ်တန်မလဲလေးဖက်မှာတော့ဘယ်တန်မလဲသမီးရဲ့ခြေတော့နာတယ်လို့ဆိုပြီးလာတော့ခြေတော့နာတယ်ဆိုလာတာဟုတ်အတိကပဲဟုတ်မလဲလေးဖက်တာပဲသမီးပြန်နိုင်အဲလဲဦးမယ်လဲဦးမယ်အဲ့တော့ကလေးကအခု16နှစ်ပဲရှိသေးတယ်16နှစ်ပဲရှိသေးတာဟုတ်လေးဖက်သွားတာ9နာပဲရှိသေးတယ် ဟုတ်လားအဲ့တော့ဘယ်လိုပုံစံမျိုးနဲ့သမီးဖြတ်သွားတာလဲကဲပြောပြလိုက်ပါအောင်အားလုံးဝသိအောင်လို့ပါသမီးတွေအိမ်နေအိမ်နေချိန်ကမှတော့ကျေစုံနဲ့အိတ်ချရတာလို့ပြီးအေးခံတာပြီးတက်မလေးပုံမှာအိတ်တာမျိုးရှိအော်ဟုတ်လားသမီးကအိတ်လိုက်တာအေးခေါင်းလျှော့လိုက်တာခေါင်းလျှော့ပြီးတော့သမီးတမန်တလေးပုံမှာအိတ်လိုက်တယ်အော်ပြီးလိုက်ပြီးရောနိုးလာတော့ဘယ်လိုဖြစ်လဲလက်တွေချုံချုံညာအဲလက်တွေချုံနေတယ်နောက်တော်တော်လက်တွေတို့လို့ညာ လက်တွေလှုပ်လို့မရတော့ဘူးအခုဩဟုတ်ပြီဟုတ်ပြီလက်သမီးခဏလောက်ဆဲမောက်ရိုက်ပြီးပါအောင်လဲတစ်ချက်တော့ဒါကနော်ဆဲမတဲ့သူ့ကိုပါအောင်ရမယ်အော်အော်ဘိုင်းမပါနေကြပါဘူးဖြစ်နေလို့အပေါ်ဘိုင်းအပေါ်ဘိုင်းမရိုက်ဟုတ်ပြီသမီးကအဲ့ဒါဆိုလို့ရှိရင်လက်ကလေးကိုပေါ်လေးမြောက်ပြပါအောင်ဆဲမကိုကင်းလာကင်းနေလားကောင်းရဲ့ချွတ်ကင်းလားနည်းနည်းကင်းနေသမီးကအခုအဲ့ဒါဆိုရင်ဘယ်လိုလေးခံစားနေရလဲပြော ဒုက္ခိတလိုဖြစ်နေလို့ခံစားရတယ်။ဟုတ်ပြီဒုက္ခိတလိုပဲဖြစ်နေတာပဲလေနော်။အခုအဲ့တော့ဒီကလေးရောသမီးမြင်ရတယ်။ဟုတ်မြင်ရတယ်ဟုတ်ရှင်းနေ။ဒါကလေးကဒီလိုကတိုင်းအကိုးလိုက်ကြည့်လား။ຕ້ອງຈ້າຢ່າຊິມຍູ້ແລະແມ່ມາຕ້ອງຈ້າມາຍາແດ່ດີແລະຍູ້ແລະແມ່ມາລົງວ່າဖြောက်ບໍ່ຍາຜ່ອງຢູ່ບາຄະດີອໍບໍ່ຢາກອັນໃດດີແບບອ້າແຄ່ຊິມຍູ້ຍາອ້າແຄ່ແລະຍາອໍເອົາໂຕດີແລະຈ້າງໄວ້ດີບາອໍ 嗯，验票，验票。ဒါရမနဲ့အာယူရတယ်။ဟာဒီတော့ကြောင့်ပါလေသမီးမနဲ့အာယူရတယ်။ပစ္စည်းတွေပါလေသမီးသာကင်လို့ရတယ်။ပစ္စည်းတွေပါလေသမီးဘာမှကင်လို့မရဘူး။ဟုတ်ပြီနော်။အဲ့တော့ဆယ်မကသမီးဖြစ်နေတဲ့ကာလဒီမှာဒါဆိုရင်သူ့ရဲ့ origin နဲ့လက်ညှိုးနဲ့လက်မလုံးဝကိုင်းနေတယ်။ဒီလိုလှုပ်ရှားလို့လည်းမရဘူး။ဟာဒီလက်ကလည်းဒီလိုဒီလိုတွေဖြစ်နေတယ်နော်။သမီးပြန်ဖြောင်းလိုက်ပါအောင်ပြပြလိုက်ပါ။ဟုတ်ပြီ။ပြန်ကိုင်းလိုက်ပါအောင်။ပြန်ဖြောင်းလိုက်ပါအောင်။ ပြန်ဖြောက်လာမှာလည်းအញ្ញမ်းအားယူပါတယ်နော်ဒါလည်းဒီအိုက်ရတော့ပြန်ဖြောက်လည်းမရဘူးကိုယ်လည်းမရဘူးဘာမှမရပါဘူးဒီလိုက်ရတော့အသေးကြီးပါဟုတ်လားသမီးအဲ့တော့ခြေထောက်ကလည်းနည်းနည်းလိမ့်နေဒါပေမဲ့ခြေထောက်ထက်စာရင်သမီးကလက်ကပိုဆိုးနေတာဟုတ်ပြီနော်ကဲအဲ့တော့ဆမ်မကဘယ်လိုသိလဲဆမ်မလိုင်းပေါ်မှာတွေ့တယ်ဘယ်သူတွေ့တာလဲပြောသမီးကလည်းလက်ချလက်ချသမီးကသမီးချတာလားအဲ့ဒါမှပြောသမခန်းကလိုင်းပေါ်ကနားတွေ့ရတယ်ဒီမှာအားချပြန်လို့ဟောစိတ်ဝင်စားသွားတယ်ဆိုတော့စိတ်ဝင်စားပြီးတော့သမီးသာပို့တယ် ဒါကပါတော့လေအတော်အတော်ကိုကြာမရရအောင်ပြောပြောတာကဟမ်မရရအောင်ပြောတာသမီးတို့အခုတို့ကမလို့သမီးကုမပေးရလဲသိအောင်တင်ပြီးမမသေးသေးရတယ်လည်းပြရတယ်သိအောင်လည်းတင်ပြီးတော့တင်တယ်အဲတလားလောက်ပြပြရတယ်သိအောင်မှတက်ပြီးအားစစ်တွေတွင်းရတယ်အာသူကအလုပ်လုပ်ပြီးပြန်လာပြီးတော့အမှအဲ့လိုမျိုးပုံစံမျိုးဖြစ်နေတာအခုအဖေမရရောမရှိရောသူမရလေးရမရှိရဟုတ်လားအဖေမရှိတော့ဘယ်သူနဲ့နေတော့တောင်းလို့လည်းနေတာသမီးလည်းပဲနေတာသူနဲ့အတော်အနှင်းလားအတော်အမေရဲ့မြမလား ်ညီမအငယ်သမီးတို့အမေရဲ့ညီမအငယ်ဩဘွားအကြီးဆုံးသူ့အမေရဟုတ်လားသူ့အမေရအကြီးဆုံးဟုတ်ပါဘူးသမီးရဆိုညီကိုမမလည်းမကြံခဲ့တော့ညီမကြောက်ရှိတယ်သမီးအမအရင်ရှိသေးတယ်သူကတော့မမနေလဲအိမ်တော်ကြပြီနန်းဆက်ပတ်မှာအိမ်တော်ကြပြီနန်းဆက်ပတ်မှာဩဒါဆိုသမီးတို့ကပဲသူ့ကိုပို့ပြီးစောင့်ရှောက်ပေးရတာပေါ့အရင်တော့ဆိုလည်းဘာမှလုံးမလုံးဘူးကြောက်တတ်သေးတာကြောက်တော့နန်းတိပတ်တယ်သုံးနှစ်ဒီပတ်တယ်အဲ့ကနေကသမီးအဲ့လိုမျိုးဟုတ်မကက်ဖြစ်တော့ဘူးပေါ့နော် မတက်တော့ဘူးပေါ့ဟုတ်ပြီသမီးဖြစ်တာဆို9လအဲစူးစားပြီးတော့ဆယ်မကတက်နိုင်တယ်လို့စောင့်အောင်ပို့ပေးမယ်သမီးကကောင်းမှုလာလာရှိပါတယ်အရင်အချိန်နေမစုံဘူး9လ9လတော့မကြော်သေးဘူး9လလောက်မကြော်သေးဘူးကောင်းမှာပြန်လောက်ပါလေပြောကောင်းရင်အလုပ်ပြန်လုပ်အလုပ်ပြန်လုပ်ပါဟုတ်ပြီဟုတ်ပြီကဲရပါပြီကဲမင်္ဂလာပါဆယ်မကတော့အခုဒီမှာ16နှစ်နဲ့လေးဖြတ်နေတဲ့သမီးလေးအိမ်သမီးလေးနာမည်တစ်ချက်မိတ်ဆက်ပေးဦးသူစင်လင်းလက်သူစင်လင်းလက်ဟုတ်လား ဖြူစင်လေးလက်ရဲ့အိမ်ကိုဆရာမကရောက်ရှိနေတာဖြစ်ပါတယ်။ကဲသမီးလေးကိုလည်းတရုတ်ဆောင်နေပေါ့နော်။တရုတ်ဆောင်တာမပြည့်ပြည့်မှုကလေးကလိုသွားတယ်။တင်ထားတဲ့အတိုင်းမဟုတ်ဘူးလိုသွားတယ်လို့ပြောကြတဲ့လူတွေပေါ်မှာဆရာမကဒီမှာသမီးလေးကလည်းပြန်လည်ပြီးတော့ပြောပြပါလိမ့်မယ်။ကဲသမီးလေးဖြစ်စဉ်လေးကိုပြောပြလိုက်ပါဦး။သမီးသမီးကမနေ့ကမှတကယ်ရောက်တာ။မနေ့ကတော့ဆရာမလည်းမနေ့နဲ့မနေ့ပါဘူး။อืมပြီးတော့သမီးဖြစ်တာ၅လကျော်ပါပဲ။၅လကျော်ပါပြီ။၅လကျော်အာ se ha amado todo también algo tiene la vida cuba va y el reina le va a ရင်လာလည်းမဟုတ်ပါဘူးဆရာမလည်းလိန်လားနေပါဘူးတမီးရောလိန်လားနေပါဘူးဆရာမရောတမီးရောနှစ်ယောက်စလုံးမလိန်ပါဘူးเนาะအဲ့တော့သူတို့ကဘယ်လိုထင်တယ်လဲဆိုတော့ဆရာမကလက်မြောက်ခံလိုက်တဲ့အချိန်မှာသူ့တကလေးကပြန်သွားတာအစာဆုံးကြည့်ပြီးတော့အဲ့ဒါကလေးကအကောင်းကြီးတဲ့เนาะအကောင်းကြီးဆိုဆိုပြီးတော့တတ်မှတ်ပြီးတော့ကလေးကိုဝိုင်းပြီးတော့လည်းပလိန်ကြတယ်ဆရာမကိုလည်းပြောကြတယ်เนาะအဲ့ဒါကိုဆရာမကဓာတ်ရိုက်လာပြီးတော့ဖြည့်ရှင်းခြင်းဖြစ်ပါတယ် အခုဒါဆိုလို့ရှိရင်ဒါကလေးရဲ့အိမ်အိမ်မှာเนาะကလေးရဲ့အိမ်မှာရှင်ဒါသူ့ရဲ့ဒီဟာဘယ်လိုလုပ်ရလဲသမီးတာဘယ်လိုလုပ်ရလဲဗက်ပြန်ဘယ်လိုလုပ်ရလဲဒါသူ့ရဲ့အိမ်တော့မဟုတ်ပါဘူးဒါသမီးတို့ရဲ့ဟိုဟာအိမ်ပေါ့ဒါအခုအဲ့ဒါသူတို့အခုဆယ်မဒီဘကိုးဒါပဲသမီးဒါဘကိုးတိုင်းထဲတောင်ရောက်သွားတာအင်းတကောကြော်သွားတယ်သိလားဟုတ်သမီးတို့နေတဲ့နေရာလေဒါအင်းတကောကြော်သွားဒါသူ့အတော်เนาะသူ့အတော်လေးလာပိုင်းဆိုရင်ဒီအိမ်ကနေပြီးတော့သူတို့ဆင်းရတော့မှာပါဖယ်ပေးရတော့မှာပါ နှစ်ယောက်စလုံးကတော့အလုံးမရှိပါဘူးတဲ့အလုံးလိုချင်တယ်တဲ့နော်အဲ့ဒီခါကျတော့ဆရာမကိုလက်ဆရာမရော့ကြိုက်တာနော်အဲ့ဒီခါကျတော့ဆရာမလည်းမတက်တာလို့ထက်တဲ့သမီးတိုင်းမတက်တာလို့ရောက်လာတာပါမတက်တာလို့ရောက်လာပြီးတော့ဆရာမကိုလည်းဘယ်သူလဲလူလူမလူလူနော်အဲ့တော့လူကျင်တဲ့လူလူမလူကျင်နေဆရာမကတော့ဆရာမကိုတိုင်းလူခဲ့မှာဖြစ်ပါတယ်ဒါရိုက်ထားလားမသိဘူးလေ ใช่ค่ะเนี่ยาตัวนี่อ่าพี่ก็นี่เยอะนะแต่มีอยู่เสียมากกว่าไรือแลภาษาจะติดเนาะมาดู ตุ้มย่าเนี่ยเราดูเชนเนี่ยเราดูรามันดูรามเราแต่มีอยู่ได้สักแต่เลยไหมถ้าเสียมากช่วยในสารีเนี่ยแต่มีรูปยังรูปีละแต่มีรูปเลยตัวเนี่ยนะตัวมวยยาวเนาะเอ๊แต่มีเขา้ย ကဲကျမ်းမာပါဒီချမ်းသာပါဒီစိတ်ကြီးချမ်းသာနေကိုကြီးကျမ်းမာနေတော့တို့ဘာကြီးပြည့်စုံပြီးစီးပွားလက်လာပါတော့ရှင်နာတို့လက်ပါဘူးနာတို့တို့တဲ့ချမ်းသာယောဂဝိနာကိစ္စပါပြောင်းကျန်းသာကိုဆောင်ရွက်ပါတော့နော်တို့ဘီပေါ့အဆက်စားအရာလည်းအားလုံးစိတ်ပါပါလေဆရာမစီကိုလည်းလာကုဆရာမအခမဲ့ကုပြပေးနော်တို့ဘီနော်ဟုတ်ပြီအဲ့တော့ဘာပဲဖြစ်ဖြစ်သမီးလေးဆရာမစီကိုလာခဲ့ပါနော်မင်္ဂလာပါရှင်ဒီနေ့18ရက်နေ့ တင်းနှင်းလာနေပေါ့နော်အခုအချိန်ကတော့9နာရီခွဲပေါ့အိတ်ခန်းလေးမှာဆီယမကဒီ line ပေါ်မှာမနက်ကဆီယမတို့ကအမှန်မနော့ဒီတင်းနှင်းလာနေရလို့ပိတ်ရက်လို့မဟုတ်ပါဘူးအရန်အိမ်ပြောင်းအိမ်ရွှေနဲ့ပင်ပန်းလို့လို့ဆီယမပိတ်ထားတာပေါ့နော်ကလေးမလေးကဘကိုးကနေလာတာ မတိချာဟိုစေကန်းပိတ်ထားမယ်လေဖုန်းလည်းမဆက်ဘူးအဲ့လိုပဲရောက်လာတာပေါ့သူ့အတော်လေးနဲ့အတော်ကလည်းငယ်ပါသေးတယ်ကောင်းပါလေးရအဲ့တော့ဆမပြောချင်တာကအခုလိုင်းမမဆမကြည်နေတယ်လည်းမသူ့ကိုစိတ်ဝင်စားကြတယ်အဲတနာလို့ပေါ့နော်စိတ်ဝင်စားကြတယ်အဲအခုဟိုဝင်ဟိုဟာပေါ့နော်ကြီးစုနေတဲ့ဟိုဟာဒီပေါ့နော်အကုန်လုံးကသူ့ကိုအရန်စိတ်ဝင်စားကြတယ်ဆရာမကြီးတဲ့ကြီးစုလေးတင်มาတယ်ပေါ့သူ့ ဆက်ပြီးတော့ကောင်းအောင်ကုပြီးပါပြတ်တည်ပေးပါပေါ့ဟုတ်ကဲ့ပါဆရာမကသူ့ကိုကောင်းအောင်ကုပြီးပါမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ကောင်းမလေးကသူ့ရဲ့အတုံကလည်း30လောက်ပဲရှိုံမယ်ငငယ်တူကြီးနှစ်ယောက်တည်းနေရတာကောင်းမလေးနဲ့သူ့အတော်နဲ့နှစ်ယောက်တည်းနေရတာနှစ်ယောက်စလုံးအလုံးမရှိဘူးအဲ့တော့ဆရာမကအခမ်းမဲ့ကုပြီးပါနော်ဒါပေမဲ့သူတို့ဘကိုးကနေပြီးတော့လာနိုင်မှုအတွက်ကို မလွယ်ဘူးလို့ပြောသွားတယ်မနက်ကမလွယ်ဘူးလို့ပြောသွားတယ်အဲ့တော့ဆရာမလည်းမနက်ကသူတို့ကိုမေးရင်းသားနဲ့ဆရာမလည်းဘာလုပ်ပေးရမလဲဆိုပြီးတော့စဉ်းစားစဉ်းစားတာပေါ့နော်ဟိုကိုကအရာဝတ္ထုတစ်ခုကိုမတိကျဘဲနဲ့ဘာတစ်ခုမှလက်လို့စပယ်ပြောလို့မဖြစ်ဘူးလေနော်တရားလေးစဉ်းစားပြီးမှပြောရမှာဖြစ်တဲ့အတွက်ဒါပေမဲ့ဆရာမကသူ့ကိုပြန်လာခဲ့ဖို့တမီးကိုပြောင်းအောင်ကုပေးဖို့ဆိုတဲ့အားမျိုးလေးပဲဆရာမကပြောလိုက်တယ် ဲ့တော့ဒီ live ပေါ်မှာကြည့်ရှုနေတဲ့ဟိုပါပေါ့နော်မိတ်ဆွေများအားလုံးကတော့ဒီကလေးမလေးကိုစိတ်ဝင်စားပြီးတော့ကြောက်စိတ်ခြင်းနဲ့ပေါ့အဲအပြင်လူတွေနေနေတော့ကြောက်စိတ်ခြင်းဆရာမတယောက်နေနဲ့ဆရာမစီကိုလာကုတဲ့ကလေးမလေးဆရာမပို့ပြီးတော့ကြောက်စိတ်ခြင်းပါတယ်နော်ဒါကြောင့်မလို့လာခဲ့ဖို့သူ့ကိုမှားလိုက်ပါတယ်ရှင်သူ့ဘက်ကပြန်လာခဲ့ရင်တော့ဆရာမကပတ်စံလည်းတပြားမှမယူပါဘူးသူ့ကိုကောက်အခမဲ့ကုပြီးတော့ နော်သူကောင်းတဲ့ဟာလေးတွေကိုဆက်မကပြန်လဲပြီးတော့တင်ပေးမှာပါရှင်စိတ်မပူပါနဲ့အဲ့ဒါကတော့နော်အဓိကကဘာလဲဆိုတော့ပြန်လာဖို့ပဲလိုတယ်ကောင်းမလေးရနှစ်ယောက်စလုံးအတော်အလဲငငယ်ပဲရှိသေးတယ်ဒီကလေးမလေးရလည်း16နှစ်ပဲရှိသေးတယ်အဲ့ဒီကကျတော့သူကစစ်စစ်မြင့်မြင့်နဲ့ဟိုလိုက်ပို့မှလည်းအဆင်ပြေပါလေဒါကြောင့်မလို့ဆက်မက ဒါအခုကြီးချုနေတဲ့သူတွေအားလုံးကိုပြောကြားခြင်းဖြစ်ပါတယ်ပြန်လာရင်တော့ကောင်းအောင်ကုပေးပါမယ်လို့ဆရာမကဂရုပေးပါတယ်ရှင်ဒါနော်ဗီဒီယိုရဲ့ညီမလေးကတော့ခေါင်းလျှော်ပြီးတော့ရေပြောင်မတုတ်ဖင်းနေပေါ့နော်တမန်ကလေးပေါ်မှာအိတ်လိုက်လို့လေဖြတ်သွားတာပေါ့နော်အခုချင်းနေတဲ့အမျိုးကြီးလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ဘဟုတုလရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်မိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလက်ပတ်ကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်အခုချင်းနေတဲ့အမျိုးကြီးလည်းခေါင်းလျှော်ပြီးခေါင်းကိုပြောင်းတော့ဖို့ပြောချင်ပါတယ် ဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်လည်းမိုးဆက်ပြီးတဲ့တင်နေဟာတာဗီဒီယိုလေးဗဟုသုတရောက်စားဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတက်ဆက်ပေးမှာမို့မဟုတ် channel လေးကို like subscribe လေးတောက်ဖို့တောက်စပါရဲ့ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်တတား